ကဲ3 digit မျိုးတွေမင်္ဂလာပါနော်ကျွန်တော်ဒီချိန်မှာပြန်ကြကနန်းရင်တပတ်တည်းကခေါ်ထားတယ်ပေါ့နော်ကြိုက်လဲကြိုက်ပါတယ်ပေါ့နော်အဲ့ကနန်းကဒီတပင်ကြပြန်ကြကနန်းလေးပေါ့နော်ပြီးခဲ့တဲ့ဘက်ကလည်းဒီမူလေးကိုပြခဲ့တယ်ဒါပေမဲ့ဟိုဇာမွဲဖြစ်မဲ့ចောင်းသားတွေလို့ပေါ့နော်စာကိုပြန်နှွေးပေးရတယ်လို့ကျွန်တော်တို့လည်းအထိုးကင်မူလေးကြည့်ပြီးတော့အကြိုက်တူတဲ့3 digit မျိုးတွေ ကစားလို့ရအောင်လို့ပေါ့နော်အဲ့လေးပြန်ပြပေးမယ်ဟိုးအရင်တစ်ပုတ်ဗီဒီယိုမှာလည်းပြခဲ့တယ်ဒါပေမဲ့မမေ့အောင်လို့ပေါ့ဗျာတော့တပတ်တောင်ချားသွားပြီဆိုတော့အဲ့တော့လိုက်ကြည့်လိုက်အောင်ပေါ့နော်ခါတိုင်းလိုပဲဗျာကျွန်တော်ဟိုပြနေကြပုံစံတိုင်းပဲပေါ့နော်အဲအနီးကပ်ပဲပြလိုက်မယ်ဗျာတအားကြီးရှည်သွားလို့ရင်ကျွန်တော်တို့ခေါင်းတွေနောက်သွားမှာလို့လို့နော်ထားလိုက်တော့ဗျာနော်363တပင်ကြမှာ 633တပင်းကြပြန်ကြပေါ့နော်တပင်းကြပြန်ကြကြပြီးရင်ပြပြီးရင်ဒီမှာကြခဲ့တယ်ကြပြီးတဲ့အချိန်မှာဒီမှာဒီအနေစာရေးမှာတိ1 3 4ချိန်မြောက်ကဏ္ဍလေးက1190ဆိုတဲ့ဒီကဏ္ဍလေးကဒီကပို့တဲ့ကဏ္ဍလေးပါတဲ့နော်အဲ့တော့1 2 3 4 ငါငါးချိန်မြောက်ရဲ့အထက်မှာဒီကနန်လေးပို့ရပေါ့နော်ဆိုတော့ဒါဒီနှစ်မူပေါ့နော်ဒီနှစ်မူကိုကျွန်တော်ဒီချိန်မှာပြီးခဲ့တဲ့အပတ်ကဒီချိန်မှာပါလဲ3အမ် sorry 388ပေါ့နော်ကြာလာဆိုတော့ဒီချိန်မှာပြညာကနန်ခေါ်ထားရပေါ့နော်အဲ့ဒါကဒီရှေ့မူကိုဆက်ကြည့်လိုက်မယ်ဆိုရင်အဲ့မူလေးတိုင်းတွေ့တယ်ဗျဒီမှာကြည့်လိုက်နော်4 3 1ပေါ့နော်ကနန်မတူဘူးနော်ကျွန်တော်ပြောချင်တာမူတူတာပြောတာ ဟိုခါတိုင်းတော့ကွက်ရွှေ့ဆိုတော့ကျွန်တော်ကဒီလိုမျိုးဒီကနန်းဒီကြရဲဆိုတော့မျိုးပြခဲ့ဒီမှာကတော့မူတူတာပေါ့နော်၄3 1တပင်ကြမှာ1 4 3 1 4 3ကနေရည်ကြီးလိုက်ဗျာ1 2 3 4 4ချိန်ကြတဲ့ဒီ140ဆိုရဲကနန်းလေးဟာဒီကနေပို့တဲ့ကနန်းလေးပါတဲ့နော်1 2 3 4 5ငါးနှစ်မြောက်ရဲ့အထက်မှာဒီမှာ140လို့လာကြပြီးတယ်ဗောနော်။ဒါကြပြီးရဆိုတော့ အခုဒီမှာကြည့်လိုက်ဗျာဒီကနန်းကဒီကိုလာကြကြပြီးတဲ့ပြင်ကိုသူ့ရဲ့ခွင်းဆက်ကမပြတ်ဘူးဗျမပြတ်တော့ဒီမှာ840လို့ဒီမှာဒဲပြန်ရိုက်ပေးရနော်ဘာမှအားပြန်မလို့သူ့ရဲ့ရှေ့မှာလည်းငါးပရိတ်ခံပေးထားတယ်ငါးကိုရဲခံပေးထားတယ်ဗောနော်840ဆိုတော့ဒီကနန်းလေးကတပင်ကြမှာလာကြပေးရဗောနော်ရှင်းလာတော့မသိဘူးဗောနော်ကျွန်တော်ဒီဒီမူပြန်ပြပေးမယ်အခုအခုဒီနှစ်ရက်မူက3963 အရင်ကလိုပဲဒီမှာ6 3ည3နှစ်4ချိန်မြောက်မှာနှစ်နှစ်ခွန်ဆိုရဲဒီကနန်းလေးကိုနှစ်ခွန်နှစ်ဆိုရဲဒီကနေပြီးတော့လာပို့ပေးရပေါ့အဲ့လာပို့ပေးတာသူ့ရဲ့ကွင်းဆက်ကမပြတ်တော့ပြောချင်တာကဒီချိန်မှာနှစ်နှစ်ခွန်ဆိုပြီးတော့ကြနိုင်တယ်လို့ပြောချင်တာပါ သူ့ရဲ့ရှေ့မှာဒီမှာကြည့်လိုက်ဗျာသူ့ရဲ့ရှေ့မှာငါးပရိတ်ရှိတယ်အောက်မှာဆင်းလိုက်တော့ငါးကိုယ်ရယ်ငါးကိုယ်ရယ်ရဲ့အပေါ်ဆုံးငါးပရိတ်ရဲ့ဘေးပေါ့နော် ဒီကဏန်းလေးပြန်ကြားရှိရယ်ဒီမှာလည်းအလိုပဲဒီ140ဆိုရယ်ကဏန်းလေးကတပင်ကြားမှာ140လို့ကြားရမယ်ငါးပရိရဲ့ဘေးငါးကိုရဲ့အပေါ်သောင်းပေါ့နော်ကြိုက်တယ်ဆိုရင်ထိုးအောင်လို့ပါနော်နောက်ထပ်နှစ်နှစ်ခွန်ကြားတဲ့မူလေးတွေလည်းကျွန်တော်ရာထားတာရှိတယ်ရှားထားတဲ့ကဏန်းလေးတွေ့ပြီးတွေ့ရပေါ့နော်ကြိုက်တယ်ဆိုရင်ပေါ့ဗျာကံကောင်းရင်လည်းကြားမှာပေါ့နော်အပိုင်မှပြောမရတာနော်အားလုံးပဲစသရာအစဉ်ပြေကြပါစေနော်ကျေးဇူးတင်ပါတယ်